စစ်မီးအမွေးဆုံးကကျင်းဖြစ်ပါတယ်အဓိက KNY ရဲ့ကောက်ကျစ်စင်းလင်းစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေနေတဲ့ကိစ္စကြောင့်မို့အရှင်ဖြောက်လဲဆိုတာဒဇင်ကောက်တော့ပဲအရှင်ဖြောက်လဲဆိုတာဒဇင်ကောက်တော့ပဲအဓိက KNY ရဲ့ကောက်ကျစ်စင်းလင်းစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေနေတဲ့ကိစ္စကြောင့်မို့ KNY ရဲ့မယိုးမသားလှုပ်ဆောင်မှုနိုင်ငံတော်ကိုလက်ပြမှုရဲ့အမျိုးမျိုးကိုကျွန်တော်တို့ကြီးတည်တဲ့ခါကြတော့ KIOK ရာကျွန်တော်တို့မြန်မာနိုင်ငံမှာသူစစ်မီးမွေးတာပေါ့နော်စစ်မီးမွေးတဲ့ခေါင်းဆောင်ဖွဲ့စည်းတို့ကျွန်တော်အနေနဲ့ပြောခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့1988ခုနှစ်တုန်းကလည်းဒါပထမအဦးဆုံးမြောက်ပိုင်း MB ဟိုဟာကျွန်တော်တို့ ABS ရဲ့ MB ကိုဒါပါကြောင့်မှာပထမအဦးဆုံးဖွဲ့စည်းခဲ့တာပါ။ဒါ KIA ဖွဲ့စည်းပေးခဲ့တာပါအောက်မှာ။ဒါကြောင့်မို့သူသူကစပြီးမှ လုတ်ပေးခဲ့တယ်နောက်ပိုင်းမှာတောင်ပိုင်းတွေပါလေဖွဲခဲ့တာပါတော့နော်ဒါလည်းသူဖွဲထားပြီးတဲ့ ABF ဒီကလည်း1994ခုနှစ်မှာငင်းချာရေးယူပြီးတဲ့ခါကျတော့96မှာသူပြန်မောင်းထုတ်သွားပါတယ်။ယနေ့ဒီဒီကနိုင်ငံရေးအခင်းချင်းကြီးမှာလည်း AE တို့ TNN တို့သူမွေးခဲ့တာပါတယ်။နောက် CNF တို့ အာနောက်နာဂအဖွဲ့တွေရှိပါတည်းရမဟာမိတ်တွေမွေးတယ်မဟာမိတ်ဆိုတော့တပည့်မွေးတာပေါ့တပည့်မွေးမှမြန်မာနိုင်ငံစစ်မီတောက်အောင်သူကနေပြီးမှပဲအကုန်လုံးကိုသူလောက်တာဖြစ်ပါတယ်ဒါအခုဆိုရင်တော့ဖကန်ဒေတာကြောက်စင်းတူဖို့ဆိုတော့အေအဖွဲ့တွေကိုထူခိုင်းတာတယ်အဝေခါမှာဆိုအေအဖွဲ့အများဆုံးရှိပါတယ်နောက်ရှင်းဖွဲ့တွေထူခိုင်းတာတယ်ရှင်းဖွဲ့ဆိုတော့တိတိလေးပဲရပါတယ်ဒါပြောမစင်တော့နည်းနည်းလေးရတာလို့ပြောချင်တာပါတိတိလေးပေါ့နည်းနည်းလေးပဲရပါတယ်ရှင်းဖွဲ့တွေတခြားအကူကန်းတို့ ဒါပလောင်တို့လည်းသူလောက်ရလောက်ွက်တယ်သူပေးထားပြီးမှသူစီယုံထားတဲ့ဘောပေါ့နော်အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာလည်းသူ့အနေနဲ့စစ်မီအမွေးဆုံးကပြင်ရင်ဖြစ်ပါတယ်အဲ့ဒီမဟာမိတ်တွေကလည်းသူ့အနေနဲ့နေရာတစ်ခုရဖို့အတွက်သူမွေးတာပါနေရာတစ်ခုရဖို့အတွက်သူမွေးတာဖြစ်ပါတယ်သူနေရာတစ်ခုရပြီဆိုရင်68တုံးက ABS DF ကိုကန်ထုတ်ဖို့ကသူပြန်ကန်ထုတ်မှာပါဒါကတော့သူ့ရဲ့လမ်းစဉ်ပါဒါကြောင့်မို့ကျွန်တော် data ထဲမှာ KYA ရဲ့မယိုးမတာလှုပ်ဆောင်မှုနိုင်ငံတော်ကို နဲ့ပြားမှုအမျိုးမျိုးကိုကျွန်တော်တို့တွေတိတဲ့ခါကျတော့ကျွန်တော်တို့ဘာပြောလဲဆိုတော့ကရှင်ဖြောင်းနေဆိုတာဒဇင်ကောက်တော့ပဲကရှင်ဖြောင်းနေဆိုတာဒဇင်ကောက်တော့ပဲဆိုပြီးမှကျွန်တော်တို့ဒါကယနေ့တိရှိပါတယ်ကျွန်တော်တို့ဒီတားမှာဒါကျွန်တော်တို့ဒီကရှင်မြေတွေကကျွန်တော်တို့လူမျိုးကြားမှာကရှင်လူမျိုးတွေတိကြပါတယ်ဒါလည်းပြောမစင်တော့ကရှင်လူမျိုးတွေကယူတာတွေအများကြီးရှိတယ် အဓိက KN ရဲ့ကောက်ကျစ်စင်းလဲစွာနဲ့မြန်မာနိုင်ငံရေးကိုမိစားတစ်ဖက်ရေမှုတစ်ဖက်မွေရမွေနေတဲ့ကိစ္စကြောင့်မို့ကချင်လူမျိုးတွေပါသူတို့အပြောခံနေရတယ်ဆိုတဲ့အကြောင်းလို့လည်းကျွန်တော်ပြောချင်တယ်ပါအဓိကတော့ဒီမြန်မာနိုင်ငံစစ်မီးတောင်းအောင်တရားခံကဘာလို့လဲလို့ပြောရင် KNO KNI လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်